โอเคအားလုံးပဲမင်္ဂလာပါဗျာတာတာရှင်းနေမှာပြန်လဲကြိုဆိုလိုက်မှာเนาะ Facebook YouTube TikTok စတဲ့ဒီ platform တုံးခုထဲမှာဝင်ငွေလမ်းကြောင်းတစ်ခုဘယ်လိုရှားရမလဲဆိုတော့အတိပညာဘုဒ္ဓတွေကိုအမြဲစင်ဆက်မပြတ်မျှဝေပေးတဲ့ဒုတိယဝဲဖြစ်ပါเนาะဟုတ်ကဲ့ပါဒီကနေ့ကျတော့ဒီဟာလေးနဲ့ဒီ platform တုံးခုနဲ့ပတ်သက်ပြီးတော့เนาะမဝင်ငွေရှားရှင်းတဲ့လူငယ်တွေအတွက်เนาะဘယ်လိုလောက်ရမလဲဘယ်ကနေစရမဆိုတော့ဟာလေးကိုမဒီကနေ့အသေးစိတ်လာရောက်ပြီးတော့မျှဝေပြီးတော့မယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအစုံတိလိုက်ကြည့်ပြီးတော့ပါခင်ဗျာ ဟုတ်ကဲ့ပါဒီ platform တုံးခုเนาะမှာ Facebook YouTube TikTok စတဲ့ဒီ platform တုံးခုကိုဝင်ငွေရှာခြင်းတဲ့လူငယ်တွေအတွက်เนาะဒီနေ့ကျွန်တော်အသေးစိတ်ကိုမျှဝေပေးသွားပါမယ်။ဘယ်ကနေစရမလဲဆိုတော့ကိုယ့်ရဲ့ Facebook YouTube Facebook profile account ကိုမှာဒီ page မထောင်သေးပဲနဲ့လည်းမှာဝင်ငွေလမ်းကြောင်းရှာလို့ရဘယ်လိုလုပ်ရမလဲဆိုတော့မှာအဲကိုယ့်ရဲ့ profile out မှာကိုယ့်ရဲ့ profile out က ေးနားမှာเนาะမာဘေးနားမှာအဆက်တုံးဆက်ရှိတယ်အဲ့တုံးဆက်ကိုနှိပ်ပြီးတော့ professional mode ဆိုတဲ့ဟာကိုဝင်ရောက်ပြီးတော့နှိပ်ပေးရမယ် on ပေးလိုက်ရုံပဲเนาะ on ပေးလိုက်ရုံနဲ့ကိုယ့်ရဲ့အကောက်ကရိုးရိုးအကောက်ကနေ professional အကောက်ဖြစ်သွားပါမယ်ဟုတ်ကဲ့ပါအဲ့လိုရိုးရိုးအကောက်နေ professional အကောက်ဖြစ်သွားပြီဆိုတော့ねကိုယ့်ရဲ့အကောက်ထဲမှာဝင်ငွေလမ်းကြောင်းတစ်ခုရှာလို့ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအာ piss ထောင်ဆရာမလို့ဒီပဲနဲ့ပေါ့เนาะမာဒီ profile account ကနေဝင်ငွေလမ်းကြောင်းရှာလို့ရတယ် အဲ context modernization တွေရှောက်လို့ရနော်အဆုံလုံးလို့ရတယ်အနောက်မှဒါတကယ်လို့အဲ့ဟာနေအဆင်ပြေသွားပြီးတော့ကိုကအဲ follower လည်းနည်းနည်းများများလာပြီကိုရဲ့ပရိတ်တိုက်လည်းတော်တော်များလာပြီ engagement လည်းရှိလာပြီဆိုမှာကိုရဲ့ viewer ကဆွဲဆောင်မှုရှိလာဆိုရင် page ထပ်ထောင်ပေါ့နော်မှာ page ထပ်ထောင်တဲ့ခါကျတော့နှစ်နေရရပါနော် profile account မှာလည်းရတယ် page မှာလည်းရတယ်ဟုတ်ကဲ့ပါအာဒီဟာလေးရဲ့အဲ update site ကိုမှာဒီထက်မကပါနော် တိချင်တယ်ဆိုရင် comment အောက်မှာမှတ်လာပေးတော့ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီးတော့မျှဝေပေးပါမယ်ဟုတ်ကဲ့အားလုံးစင်ပြေကြပါစေခင်ဗျာ